လူငယ်ရေးသားမှခေစားနေတဲ့ Happy Water ကြောင့်အသက်ဆုံးရှုံးခဲ့ရတဲ့16နှစ်ရွယ်မိန်းကလေး KTB မှာ Happy Water ဆေးရည်သားမိလို့အသက်ဆုံးရှုံးခဲ့ရတာကတော့အခုမြင်နေရတဲ့16နှစ်ရွယ်မိန်းကလေးပါ။နန်းဝေကျွန်တော်ခေါ်တဲ့ဒီ16နှစ်ရွယ်သမီးငယ်လေးဟာရှမ်းပြည်နယ်တောင်ပိုင်းမိုက်ပယ်မြို့နယ်မှာနေထိုင်တာဖြစ်ပါတယ်။အဆိုပါမြို့သမီးငယ်လေးဟာဇွန်လ22ရက်နေ့ညဘက်အချိန်မှာတော့ရှမ်းပြည်နယ်တောင်ပိုင်းမိုက်ပယ်မြို့နယ်လိုင်းနေရှာရှိ KTB တခုကိုတငယ်ချင်းနေတဲ့သူတချင်းဆိုဖို့သွားခဲ့တာပါ။အဆိုပါအသက်16နှစ်ရွယ်မိန်းငယ်လေး နန်းဝေကျန်တငယ်ချင်းတွေနဲ့တူယနေ့ခေတ်လူငယ်တွေကြာရေပန်းစားနေတဲ့ Happy Water စိတ်ကြဆေးရည်တောက်တော့ပြီးနောက်ဆေးလုံကအသက်ဆုံးရှုံးနေတာဖြစ်ပါတယ်။ Happy Water ဆိုတာကတော့ယနေ့ခေတ်လူငယ်တွေကြာမှာခေတ်စားနေတဲ့အရာတစ်ခုပါ။ Happy Water ဓာတ်ရုပ်ပေတာဆေးမုံတွေဖြစ်ကာကော်ဖီမုံအထုပ်လို့လို့တက်စားလို့လို့ပါပဲ။ဒါပေမဲ့လည်းရင်းနဲ့ဖြောတော့မေးဆိုရင်လူခဏကိုပေါ်ပါလက်စန်းစီကစိတ်တဲ့ကြွစီပြီးကကျင်ခုံကျင်စိတ်တွေတိုးဝစေတာဖြစ်ပါတယ်။ဒါကြောင့်လည်းယနေ့ခေတ်နိုင်လိုက်ကိုဖြစ်တဲ့နေကြတဲ့သူတွေကြာမှာ Happy Water ကခေစားနေတာဖြစ်ပါတယ်။ဒါပေမဲ့ Happy Water ဆိုတာနမေတာလှပင်မဲ့သူ့ရဲ့ဘေးတဲ့ဆိုချိုအန်နီရဲ့ကမနေလာပါဘူး။ရှေ့ရှေ့ပြောရင် Happy Water ထဲမှာကက်တမင်းနဲ့လုခနာကိုနဲ့အုံနောက်ကိုပျက်စီးစေတဲ့ဓာတ်ရုပ်ပစ္စည်းတွေပါဝင်နေတာဖြစ်ပါတယ်။ဒါကြောင့်လဲ Happy Water ဟာနှလုံးနဲ့အုံနောက်ကိုစိုးဝါးစွာပျက်စီးစေတာပါ။ဒါကြောင့်လဲလူငယ်တွေဟာညာဘက် night club တွေ KTV တွေပျော့ခြင်းပါခြင်းလို့ Happy Water သုံးကြပေမဲ့ဆေးရှိန်ကြသွားရင်ခနာကိုကနှစ်ဆပေးမဲ့မူတန်ကိုခံရတာဖြစ်ပါတယ်။ ခြိုင်မဲ့လေခုကေလူငယ်တွေကြားထဲမှာ happy ဝါကြားဟာကေတို့ ice တို့လိုဆေးဖြစ်လွဲကူစွာတောက်တုံးနေကြတာဖြစ်ပါတယ်။အဲ့ဒီသဘင်ရေနဲ့အလဲတကူဖြောတောက်လို့ရတာကြောင့်လေလူငယ်တွေကြားထဲမှာ happy ဝါတာမတောက်ရင်ခင်မမိတလို့ဖြစ်လာတာပါ။အခုဆိုရင်ရန်ကုန်မန်းလေးတောင်ကြီးစတဲ့မြမပြည်နယ်ကမြို့ကြီးတွေတတော်များမှာ happy ဝါတာကိုလွတ်လပ်ကူကူရရှိနေပါပြီ။ဒါပေမဲ့ happy ဝါတာများစွာတောက်တုံးရင်တော့နှလုံးလျှော့ရကအတက်လွန်အသက်ဆုံးရှုံးတာဖြစ်နိုင်တာပါ။အခုကမှလေ happy ဝါတာကြောင့်16နှစ်အရွယ် ရှမ်းမာလီတယောက်ကဇွန်လ21ရက်ညပိုင်းမှာဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးကွယ်လွန်သူအသက်16နှစ်ရွယ်နန်းကျုံငင်ဟာသူငယ်ချင်းနဲ့တူမိုင်းပန်မျိုးနဲ့လိုင်းနဲ့ရွာရှိ KTV ဆိုင်ကိုသွားရောက်လေပတ်ကက Happy Water စိတ်ကြစေးကိုတောက်သုံးခဲ့ခြင်းဖြစ်ပါသည် Happy Water တောက်သုံးပြီးနောက်နန်းကျုံငင်မှာရုတ်တရက်နှလုံးခုန်ရက်သွားခြင်းဖြစ်ပြီးဗဇက်ကအမြုပ်တွေထွက်ကစိတ်ယုံစီအရင်ပို့ဆောင်ခဲ့ကြပေမယ့်စိတ်ယုံရောက်ရှိချိန်မှာစုံပသွားခဲ့တာကြောင့်ယူအလောင်းကိုနေအင်းစီပြန်လည်ယူဆောင်ခဲ့ကြကြောင်းသိရပါသည် ဘာပဲပြပြမကောင်းတဲ့ဓာတ်ရုပ်ဇေဝတစ်မျိုးကြောင့်အနာဂတ်တွေတောက်ပနေတဲ့ချစ်စရာမင်းခင်လေးတို့အသက်ဆုံးရှုံးရတာဖြစ်ပါရဲ့ယခုချိန်နေနဲ့ပြိတ္တတရားရော happy water ကိုတောက်ဖို့ပါသလား happy water နဲ့ပတ်သက်လို့မိမိတို့အတွေ့အကြုံလေးတွေရှိရင်လည်းပြောသွားပေးခဲ့ပါဦးရှင်ဗီဒီယိုလေးကိုစောင့်နေကြည့်ရှုပါပေးခဲ့ကြတဲ့တယောက်ချစ်စီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်နောက်နေ့တွေပါလေးစိတ်ဝင်စားစရာကောင်းတဲ့ဆယ်လီလင်းဥပညာရှင်တွေရဲ့တင်းနဲ့တူပြန်လာခဲ့အောင်ပါဖြစ်လို့ကျမတို့ရဲ့ပေးလေးကိုစောင့်မျှကြည့်ရှုအားပေးဖို့အတွက်မမေ့ကြပါနဲ့ဦးရှင်အားပေးနာဆင်ခဲ့ကြတဲ့ပြိတ္တတရားချစ်စီတိုင်းနဲ့ ကိုစိတ်နှလုံးရှင်လည်းချမ်းမြေ့ပါစေကြောင်းကျမတို့ရဲ့ပေလေးကနေပြီးတော့ဆူတာမီတာစကားလေးလက်ဆောင်ပိုင်းနေပဲဒီနေ့ရဲ့စီစဉ်လေးကနေပြီးတော့နှုတ်ဆက်လိုက်ပါရစေရှင်။